မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ စကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မှာရှိတဲ့လမ်းစုံဓမ္မရောအနီးမှာကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရောစစ်တပ်ဘက်ကတကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ15ရက်နေ့မနက်10:20မိနစ်ခန့်မှာစားလင်းကြီးမြို့ပေါ်အထိုင်စခန်းကအင်အား30ခန့်နဲ့ကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆိုလိုအောင်ကြီးအဖွဲ့ကတော်လိုင်းရဲဘော်များကလမ်းစုံဓမ္မရောအနီးမှာစနိုက်ပါနဲ့စောင့်ချိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပစ်ခတ်ပြီးတဲ့နောက်အပြန်အလှန်ထိပ်တွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့ အချက်ပဲစကောင်းစီတပ်သားတဦးတေဆုံးကတအုပ်ထိကိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်သားများပြန်လည်ပြစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့စနိုက်ပါနဲ့ပြစ်ခတ်လိုက်တာစစ်ခွေးတကောင်တေးတယ်။စစ်ခွေးတွေကကျွန်တော်တို့ကိုပြန်ပြစ်တော့ထိတွေ့တိုက်ပွဲ15မိနစ်လောက်ဖြစ်သွားပါတယ်။တော်လိုင်းရဲဘော်တွေဘက်ကအထိကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အချက်ပဲစစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းသွားမယ်လို့ တကူတော်အောင်ကြီးပြောင်ကြတက်ဖွဲ့အနေနဲ့ဂရိသစ္စာပြုပါတယ်နောက်ထပ်လည်းကျွန်တော်တို့တက်ဖွဲ့အနေနဲ့မြို့ပေါ်ဆက်စင်ရေးတွေကိုဆက်လက်ပြီးတော့ဖော်ဆောင်ဖို့ရှိပါတယ်လို့ဆိုလိုအောင်ကြီးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဆိုလိုအောင်ကြီးအဖွဲ့အနေနဲ့မြို့ပေါ်ဆက်စင်ရေးများကိုဆက်လက်ပြီးတော့ဖော်ဆောင်နိုင်ရန်ထောက်ဖို့ပြည်သူများဝိုင်းဝန်းပြီးတော့ကူညီပံ့ပိုးပေးကြပါရန်မြစ်တာရက်ခံထားပါတယ်လို့တကူတော်အောင်ကြီးပြောင်ကြတက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့စစ်မှုဆောင်လမ်းဆောင်မှာဆက်ချေးကောင်းနေတဲ့စစ်သားရဲနဲ့ပြူစောထီးများကိုပြစ်ခတ်တိုက်ခတ်ရာကုန်းဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ14ရက်နေ့မနက်7:16မိနစ်ကမုံရွာမြို့ရွာထောင်ရွာမှာတပ်ဆွဲထားတဲ့စစ်သားရဲနဲ့ပြူစောထီးစစ်တပ်ဦးဟာစစ်မှုဆောင်လမ်းဆောင်မှာ ကားနဲ့စိုက်တွဲများကိုအနိုင်ကျင့်ကစက်ကြီးကောက်နေတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နေတိုင်းစက်ကြီးကောက်နေတာတော့မဟုတ်ဘူး။သူတို့ကထင်းတဲ့ရက်ကိုလာလာကောက်တာ။ဘယ်နေရလို့အတိအကျမရှိဘူး။သူတို့က၃နေရခွဲပြီးတော့ကောက်တာ။ စမှုဆုံးငိမ့်ချိုင်းရေးလမ်းဆောင်မှာက9ယောက်လောက်ကောက်တယ်ပြီးတော့သူနဲ့မီတာ100လောက်အကွာဝေးမှာရှိတယ်ပေါက်ကြီးကောင်းကဆိုင်မှာက3ယောက်လောက်ကောက်တယ်ပြီးကြတော့ငိမ့်ချိုင်းရေးလမ်းဆောင်ကနေမီတာ100လောက်ပဲအကွာဝေးရှိတယ်ဆွေချင်းသေးမင်းစံခေါက်ဆွဲဆက်ဆိုတဲ့နေရာနားလေးမှာက3ယောက်တစ်ဖွဲ့ကကောက်တာ ကျွန်တော်တို့ကအဲ့ဒီ300စလုံးကိုဝင်ပစ်တာလဲကြသွားတဲ့သူတွေကိုလည်းတွေ့တယ်ဝင်ပစ်တာတော့တိတ်တော့မကြလိုက်ဘူးစက္ကန့်ပိုင်းလောက်ပဲပြစ်ပြီးတော့ပြန်ပြီးတော့ဆုတ်ခွာလာခဲ့တယ်လို့မွန်ရွာခရိုင်အမှတ်20နဲ့နတ်ဆိုးတက်ရင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုမွန်ရွာခရိုင်အမှတ်20နဲ့နတ်ဆိုးတက်ရင်ကရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများကိုအရှိန်ဟုန်မြင့်တယ်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအနည်းနာမှာတွာလာနေထိုင်ခြင်းမျိုးမပြုကြရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကသိမ်းပိုက်ပြီးတဲ့နောက်ထိုင်းဘက်ကရောက်နေတဲ့မြန်မာစစ်ဘေးရှောင်ဒုက္ခသည်438ဦးဟာ အင်ကိုပြန်ကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ KNL ဥဆောင်တဲ့ပူပေါင်းတပ်များကစစ်ကောင်စီရဲ့ပူလူတူစစ်စခန်းကိုဒရုန်းများနဲ့စတင်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်ဘေးရှောင်ပြည်သူ900နီးပါးဟာထိုင်းနိုင်ငံဗတ်ချန်းကိုတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။မက်လာ14ရက်နေ့မှာအဲဒီခါလိုက်ရ31.1ဖြင့်လေးရှင်ပူလူတူအခြေစိုက်ခြေကုန်စခန်းကို KNL ဥဆောင်တဲ့တော်လိုက်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစက္ကန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားစံတအူးတိုက်ဆုံးပြီးစံတအူးကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ ထိုင်းဘက်ကနေပြီးတော့စစ်ဘေးရှောင်တွေအကုန်ပြန်ကြပြီတမဟာခွနိကလည်းစစ်ဘေးရှောင်တွေကိုပြန်လဲကူညီပေးနေတယ်လို့ KNU တမဟာခွနိကစစ်ဘေးရှောင်များကိုကူညီပေးနေတဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်ထိုင်းစစ်တပ်ဘက်ကထုတ်ပြန်ကြမှာလေထိုင်းဘက်ကိုထွက်ပြေးလာတဲ့မြန်မာစစ်ဘေးရှောင်ဒုက္ခသည်438ဦးကိုမြန်မာနိုင်ငံဘက်အချမ်းကိုပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပဲတရိပ်ထားဖို့ရှိတော့တယ်။မြေပြင်အခြေအနေကတော့စိုးမိုးထားနိုင်ပြီလို့ KNL သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပဲခူးမြို့စိန်ထွန်းရက်ကွက်လဝဲတုံတရလမ်းမှာဇနီးဟောင်းဖြစ်သူကိုဓာတ်နဲ့ထိုးခဲ့ပြီးတော့ပေဆုံးသွားတာကြောင့်ထွက်ပြေးတိတ်ရှောင်နေတဲ့အမျိုးသားဟာလာရောက်ပြီးတော့အဖမ်းခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ16ရက်နေ့မနက်7:00နာရီကမှထွက်ပြေးသွားတဲ့အမျိုးသားဖြစ်သူကိုအောင်မြင့်မြတ်ဟာပဲခူးမြို့မှာရဲစခန်းမှာသူကိုယ်တိုင်လာရောက်ပြီးတော့အဖမ်းခံခဲ့တယ်လို့ဆိုပါတယ်။သူကိုယ်တိုင်လာအဖမ်းခံတယ်လို့တော့သိထားရတယ်။သူတို့ရက်ကွက်ကအမတ်တဲ့စခန်းအပိုင်ဆိုတော့အဲ့ဒီမှာပဲလာအဖမ်းခံတာရဲစခန်းမှာချုပ်ထားတယ်လို့တော့သိရတယ်လို့ဒေသက ခံတအူးကပြန်လည်ပြောပြထားပါဗါးလာရောက်ဖမ်းခံခဲ့တဲ့ကိုအောင်မြင့်မြတ်ကိုဖြစ်စဉ်စဖြစ်တဲ့ရက်ကလေးကဗကုံးမြုံမရဲစခန်းမှာရဇသက်ကြီးပုံမှ300နှစ်နဲ့အမှုဖွင့်ထားတာကြောင့်အဲ့ဒီပုံမှနဲ့ပဲတရားရုံးကိုတင်သွားပွဲရှိတယ်လို့ဆိုပါတယ် မတ်လ12ရက်နေ့မနက်တနားကျော်ကမှအသက်30ဝန်းကျင်အရွယ်မလင်းလင်းကျော်ဟာနေအိမ်မှာရှိနေတဲ့အချိန်ခင်မောင်းဟောင်းဖြစ်သူကိုအောင်မြင့်မြတ်ကနေအိမ်ကိုရောက်လာပြီးတော့စကားများရန်ဖြစ်ရာကနေကိုအောင်မြင့်မြတ်ကမလင်းလင်းကျော်ကိုဓာတ်နဲ့ထိုးပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့သိရပါဗါးဓာတ်နဲ့ထိုးခံရလို့မလင်းလင်းကျော်မှာဝမ်းပိုက်ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီးတော့ဘကိုးဆေးရုံမှာဆေးကုသမှုခံယူနေတဲ့အချိန်မနက်9နာရီကမှတိတ်ဆုံးသွားပြီးတော့သူ့ရဲ့ရုပ်အလောင်းကိုတော့ မတ်လ12ရက်နေ့နေ့လယ်တနားကျော်မှာစင်ဖြူခွင်းတုတ်တံမှာပဲနေချင်းပြီးတကြုံခဲ့တယ်လို့သိရပါတယ်။ကိုအောင်မြင့်မြတ်နဲ့မလင်းလင်းကျော်တို့ကလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကလေးကတရားဝင်ကြားရှင်းထားသူများဖြစ်ပြီးတော့မလင်းလင်းကျော်မှာတာနာဥကြံရှိခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းလေးကိုတင်ဆက်ပေးနေရင်လည်းကြားပြပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့စီးရဲနိုင်ငံရေးသတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒရန်ကူးဘက်မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေရင်လာတာတော့မရှိဘူး။မနေ့ကစစ်ကောင်စီဘက်က drone တွေကိုအသုံးပြုလာတာများတာကိုတွေ့ရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။မက်လာ၁၄ရက်နေ့မှာတနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေဘက်ကစစ်ကောင်စီရဲ့လက်နက်တလက်ကိုတင်းစီရမိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ကော့ကရိတ်မြောက်ဘက်ခြမ်းမြောက်ပရိလမ်းဟောင်းမိချောင်းအင်းဖုန်ကြီးကျောင်းအနေဝင်းကျင်မှာရှိတယ်။ပြည်သူပိုင်နေအိမ်များကိုလည်းစစ်ကောင်စီကမီးလောင်ဘုံးတွေကိုပစ်ပြီးတော့ မီးရှို့မှုများကိုလှုပ်ဆောင်နေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်မနေ့ကစစ်ကောင်စီတပ်ကမိလောင်ဘုံများကိုထပ်မံအသုံးပြုနေပြီးတော့ရန်ကုန်မိချောင်းအိမ်မှာရှိတဲ့နေအိမ်များကိုလည်းမိရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗယ်ကွန်ကရစ်မြို့နယ်နဲ့အာရှလမ်းမှာရှိတဲ့စစ်ကောင်စီခြေကုပ်ယူထားတဲ့တပ်စခန်းများကနေဆုတ်ခွာပေးရန် KNU KNL အဖွဲ့အဝင်မဟာမိတ်ပူးပေါင်းအဖွဲ့များကအမိန်ပေးပြောဆိုထားတယ်လို့သိရပါဗယ်စစ်ကောင်စီတပ်ရဲ့စခန်းတချို့ကလည်းရဲအနှင်းငယ်စောင့်ပေးဖို့နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့ကိုပြောဆိုထားပြီးတော့ ပြန်ဆုတ်ဖို့အတွက်အထက်ကိုတင်ပြရမှာဖြစ်တဲ့အကြောင်းနဲ့အကြောင်းသိရရင်သိရချင်းအကြောင်းပြန်မမယ်လို့မဟာမိတ်ပူအောင်အဖွဲ့ကိုပြောဆိုထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်မိုးပြဲမြို့တွင်မှရှိတဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူများရဲ့နေအိမ်များကိုစစ်တပ်ကလက်နက်ကြီးများဒရုန်းများနဲ့ပုံကျဲတိုက်ခတ်ရာပြည်သူပိုင်နေအိမ်15လုံးထက်မနည်းမိလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာတရက်နေ့ကနေ15ရက်နေ့အထိစစ်ကောင်စီတပ်ကမိုးပြဲမြို့တွင်မှရှိတဲ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူပိုင်နေအိမ်အဆောက်အဦများကိုလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခတ်မှုများကြောင့်ပြည်သူပိုင်နေအိမ်15လုံးနဲ့အထက်မိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မိုးပြဲနဲ့အနီးတစ်ဝိုက်က ကပြည်သူတွေကလည်းအကုန်လုံးကိုစစ်ဘေးရှောင်သွားကြပြီဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ drone နဲ့တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိရှိနဲ့နေထိုင်ပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်စစ်ကောင်စီဟာနှစ်ဖက် စစ်ဆင်ထားတဲ့တိုက်ပွဲ area မဟုတ်တဲ့ ်မိုးပြင်းမြို့တွင်းမှာရှိတဲ့ရက်ကွက်များတဲ့ကိုနေတိုင်းလိုလို drone များနဲ့ဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုပြုလုပ်ကာပြည်သူများရဲ့အိုးအိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေပြီးတော့စစ်ရာဇဝဲမှုများကိုပေါ်ပေါ်တင်တင်ကျူးလွန်လှုပ်ဆောင်လျက်ရှိတယ်လို့အသိပေးထားပါရယ်2024ခုနှစ်ဒီဇင်ဘာလကစပြီးတော့ဒီကနေ့အထိကိုစစ်ကောင်စီရဲ့စစ်ကြောင်းများဟာမိုးပြင်းမြို့တွင်းကိုဝင်ရောက်နိုင်ရေးအတွက်ထိုးစစ်ဆင်မှုများကိုပြုလုပ်နေပြီး နေတိုင်းလိုလိုထိတွေ့တိုက်ပွဲများရှိနေတဲ့အတွက်အယက်သားပြည်သူများအနေနဲ့မိုးပြင်းမြို့အနီးဝန်းကျင်တစ်လျှောက်မှာသတိပြုပြီးတော့သွာလာနေထိုင်ကြပါရန် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ